အုံနောက်မှာဟီပိုကမ်ပတ်ဆိုတဲ့ဒီ memory တွေအပိုင်းတွေမှတ်ထားတဲ့အပိုင်းရှိရပေါ့။သူက sugar စားလိုက်လို့ရှင်အဲဒီ hippocampus ကနေပြီးတော့ dopamine ဆိုတဲ့ hormone ထုတ်တယ်။ happy ဖြစ်တာပေါ့နော်။ပြောလာတော့ hippocampus ကမှတ်ထားတယ်။စိတ်ဖီစီမှုများတဲ့အချိန်အမျိုးသမီးဆိုလို့ရှင်လည်းယာတီလာခံကြရင်အချိုတန်းတတယ်။အချိုစားလိုက်လို့ရှင်ဆရာမပြောရဲဆိုတာလည်းတကယ်တမ်း scientific ရတကယ်ပါ။အချင်းတစ်ခုအနေနဲ့ဖြစ်လာရင်တော့ ကျန်းမာရေးအဆိုးရွားအများကြီးဖြစ်လာနိုင်တော့လေအခုခေတ်နောက်ပိုင်းက lifestyle ကစားသောက်ပုံစံတွေရတယ် sugar တွေများတဲ့အစားအသောက်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနေတူပါလွန်းလွန်းလပ်ပူရှားနေတာလည်းပြဿနာဆိုတော့လေတချို့သကြားတွေကလည်းဒီ uric acid ကောက်အတက်ကိုပူဆိုးစေတယ်သကြားစားအများကြီးခွာပြောသလိုကိုယ်လေးချိန်တက်မယ်အဝါလုံးဖြစ်မယ်အဲအဝါလုံးရောဂါနဲ့ဆက်ဆက်ပြီးတော့ဒီအမျိုးသမီးဆိုရင်သားကန်ဆာရောကန်ဆာအမျိုးပေါင်းမျိုးစုံတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကိုကကိုယ်လေးချိန်ထိမှုအတွက်သကြားကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါပါတယ်။ကျွန်တော်တို့ငငယ်တော့ဆိုစီးကြိုးဆိုအသက်40ကျော်မှဖြစ်တယ်။ခုခေတ်မှာတော့အသက်ရွယ်ပိုင်းခြားမရွေးဖြစ်တယ်။သ တခြားလည်းလိုနေတယ်ခန္ဓာကိုယ်လည်းအရန်ဆိုးချိုးမဖြစ်စေဘူးဝိတ်လည်းထိန်းကျင်နေဆိုလို့ရှိရင်အမတော့အသီးနှံတွေကို recommend ပေးတယ်